မမရရချန်ပီယံလိအောင်ပွဲရှင်များစီရီတဲ့ကဒုတိယအောင်ပွဲအဖြစ်2020-21ချဲစီအသင်းသောမတ်တူခဲရဲ့ချဲစီအသင်းကိုတင်ဆက်ပေးကြပါတယ်။တူခဲအချဲစီအသင်းကိုရာသီတဝက်မှာကင်တွယ်ခဲ့ပြီးတော့သူရဲ့ remarkable ဖြစ်တဲ့3-2 distance နဲ့ Manchester City အပါဝင်ထိပ်သီးအသင်းများစွာကိုချိုးဖျက်ခဲ့ပြီးတော့ချဲစီအသင်းရဲ့ဒုတိယမြောက်ချန်ပီယံလိအောင်ပွဲကို ရယူပေးခဲ့တယ်။ဒီအောင်ပွဲကြောင့်ချဲစီယာချန်ပီယံလိနှစ်ကြိမ်ယူပါလိနှစ်ကြိမ်ကပ်ဝင်နာကတ်နှစ်ကြိမ်ဆိုတဲ့အန်အသင်းပွဲရလက်ကိုယူနိုင်ခဲ့တဲ့အသင်းလည်းဖြစ်လာတယ်။သောမတ်တူခဲလောက်ပြခဲ့တာကအန်အသင်းပွဲတော်တော်လေးကောင်းပြီးတော့ front lampack ရဲ့လက်ထက်ကအသင်းကိုသူ့ရဲ့ပြောင်းလဲခဲ့ပုံ၃လနှစ်တင့်နေပြီးပါအခင်းချင်းပုံနဲ့ Chelsea အသင်းရဲ့အဲ့2020 21ချန်ပီယံလိအောင်ပွဲအကြောင်းကိုဒီဗီဒီယိုကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အားလုံးပဲမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါတယ်တောမတ်တူကေရဲ့ချန်ပီယံလိအောင်ပွဲတကယ်ကိုလှပတယ်ခမ်းနားတယ်ကွာဒီယိုလာရဲ့အသင်းကိုရိုက်ချိုးပစ်ခဲ့တယ်3-1ခက်တဲ့တခုကိုစတင်ဖွင့်လိုက်တယ်စိတ်ဝင်စားစရာတွေအများကြီးပဲတောမတ်တူကေကရာသီတဝါမှာချယ်ဆီအသင်းကိုကင်တွယ်ခဲ့တယ်ဇန်နဝါရီလကုန်ကနေမှရှောက်လာပြီးတော့ဒါ front lamp back ရဲ့အသင်းကိုလုံးဝအလုံးစုံပြောင်းလဲခဲ့တယ်ပြီးတော့ဒီနောက်ပိုင်းမှာအင်မတန်ကောင်းတဲ့ result တွေတောက်လျှောက်ရယူပြီးတော့ချန်ပီယံလိ ကိုဒါအောင်ပွဲဆင်ခဲ့တဲ့ FA Plus မှာလည်းဘိုလိုပွဲရောက်ခဲ့တယ်။ Premier League မှာလည်းဒါအဆင့်၄ဝင်ပြီး Champion League ဝင်ခွင့်ကိုရရှိခဲ့တယ်။အဲ့တော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ Thomas Tuchel ရဲ့အဲ့ဒီအရာဒီမှာပြောခဲ့တယ်ပေါ့နော်။သူတို့အနေနဲ့ Champion League ဖလား FA Plus ဒီလိုမျိုးတခုတည်းအာရုံထားတာမဟုတ်ဘူး။ပွဲတိုင်းကိုပြိုင်ပွဲတိုင်းကိုအာရုံအပြည့်ဆိုင်ပြီးတော့ပွဲတိုင်းအနိုင်ရရှိအောင်ပွဲတိုင်းမှာ advantage ဖြစ်အောင်လို့ပွဲတိုင်းမှာ competitive edge ရရှိအောင်လို့ အဲ့လိုသူတို့ရှင်းပြနေလို့ပြောပါတယ်ဘုနော်ဒါ Chelsea ရဲ့ mental ရဲ့အရေးကြီးတဲ့အခြေခံအုံပြင်ဖြစ်တယ်ပြီးတော့ Thomas Tuchel မှာအရေးကြီးတဲ့အချက်ပေါ့နော် final ပွဲအကြောင်းကိုကျွန်တော်တို့မပြောခင် Tuchel front line ပဲအသင်းကိုစက္ကန့်ပြီးတော့ဒီသူ3 back system ဘယ်လိုမျိုးသွတ်သွင်းလဲဆိုတော့အရင်စပြီးတော့ပြောရလိုက်မယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့အနေနဲ့အဲ့ဒီရာသီနဲ့ပတ်သက်လို့ကျွန်တော်ရဲ့မမတ်တချင်ဖြစ်နေတာကတော့ Chelsea ရဲ့နီးပြူအောင်ပွဲအကြောင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဟာ Thomas Tuchel နဲ့ Chelsea ရဲ့နီးပြူအောင်ရှူတောင်းကိုဒါလေးပြပြီးတော့ တင်ဆက်သွားမယ်တခြားသောဒီအခုကျွန်တော်တင်ဆက်နေတဲ့ series မှာတော့တခြားသောကဏ္ဍတွေတခြားသောအသင်းတွေမှာတခြားသောကဏ္ဍတွေလည်းပါရင်ပါမယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ subjective ရွေးချယ်မှုဖြစ်တဲ့အသင်းတစ်သင်းရဲ့အောင်ပွဲမှာစိတ်ဝင်စားစရာ shoot down တွေအများကြီးရှိတယ်အဲ့တော့အဲ့ shoot down တွေတဲ့တချို့တဝက်ကိုဒါတင်ဆက်ပေးတာဖြစ်တယ် specific shoot down တစ်ခုကိုယူပြီးတင်ဆက်ပေးတာဖြစ်တယ်အဲ့တော့ဒီ Chelsea ရဲ့အကြောင်းမှာတော့ Thomas Tuchel နဲ့သူ့ရဲ့3-1တည်းသူ့ရဲ့အယူအဆတွေအဲဒီအရာတွေကိုဦးစားပေးပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ Thomas Tuchel ဟာ front line back ရဲ့အသင်းကို3 back system စပြောင်းတယ်သူပထမအဆုံးစကင်တဲ့ဘွဲအားလုံးလည်းမှတ်မိနေလိမ့်မယ် wolf နဲ့ဘွဲစီးစီးတရေကြတယ်အဲ့တော့အဲ့ဘွဲမှာဒါ wolf အသင်းက3 back သုံးလို့သူ3 back light သုံးလာလာလို့စဉ်းစားကြရရှိပြမယ်သူ့ရဲ့ဒီသူ့အမှန်ဆုံးဒီ profiling ပေါ့ကစားသမားတွေကို profiling အကောင်းဆုံးလုပ်နိုင်ခဲ့ပြီးတော့သူ့အနေနဲ့ဒီ3 minute system ကိုစတင်ပြီးတော့အသက်သွင်းခဲ့တယ်ဒါဟာနောက်မှာဖြစ်လာမယ်အောင်ဘွဲတွေရဲ့အခြေခံအုတ်မြစ်ဖြစ်ခဲ့တယ်အဲ့တော့ front line back ရဲ့ အသင်းမှာဒါ SP Liquid ဒါတို့နေရာပြောင်းနေတယ်။အပြင်တော့ Georgian New ကလည်းနတ်မမှန်တဲ့အခြေအနေမျိုးတွေရှိတယ်ဗောနော်။ဒါပေမဲ့ Thomas Tuchel က SP Liquid ကိုအသင်းထဲကိုဒါတွင်းလိုက်တယ်။ RCB ဗောနော်။ Right Center Back White Center Back ပုံစံအနေနဲ့အသက်တွင်းခဲ့တယ်။ပြီးတော့ Georgian New Conte Kovacic အစရှိတဲ့ပြင်ကွဲလယ်မှာတော့ double pivot နှစ်ယောက်ပဲတုံးတယ်ဒါပေမဲ့ Georgian Union နဲ့ Conte ရအသင်းအကြီးကထောက်တိုင်နေဖြစ်လာခဲ့တယ်အဲ့တော့ဒီပုံစံက Chelsea ရဲ့ ဒီအရာအလုံးကိုအောင်နိုင်ဖို့အတွက်ချန်ပီယံလိအောင်နိုင်ဖို့အတွက်အရေးပါတဲ့အုံမြင့်ဖြစ်ခဲ့ပြီးတော့ Chelsea Cancer ရဲ့3နဲ့ဒီတပည့်ဘက်က2ဆိုတဲ့ Trapezoid stretcher ကလက်ရှိနောက်ပိုင်းမြင်တွေ့ရတဲ့မြန် Cancer stretcher တွေထဲမှာပြုတ်လဲ့ပြင်းလဲ့အရှိဆုံးနဲ့အမာကျော်ဆုံး adaptable အဖြစ်ဆုံး Cancer တစ်ခုအဖြစ်အသိမှတ်ပြုရတယ်ပေါ့နော်အဲ့တော့ဒါကကျွန်တော်ပြောစကားနဲ့မဟုတ်ပဲね Guardiola ရဲ့ဒါပြောစကားလေးမှာကျွန်တော်တို့မြင်တွေ့နိုင်တယ်ဒါ Guardiola ရှင်းပြတဲ့စကားနဲ့ကျွန်တော်ဒါတင်ဆက်ပေးခြင်းနဲ့ Guardiola နဲ့ Ferdinand ငါ Champions League Final မတိုင်ခင်မှာ ဖိုင်နဲ့ BT Sport အတွက်ဒါတီးသန့် interview လုပ်တယ်ပေါ့အမကွာဂျိုလာ insightful ဖြစ်တာအများကြီးပြောသွားတယ်အဲကျွန်တော်တို့အားလုံးအတွက်တိမတ်ဖွဲ့ရ interview လည်းဖြစ်ခဲ့တယ်နော်အဲ့ဒီတွေကအစိပ်ပိုင်းတစ်ခုက Thomas Tuchel နဲ့ Chelsea အသင်းရဲ့ဒီရှုထောင်းပေါ့နော်အဲ့တော့အဲ့ဒီကြာဒီမှာဒီ final မတိုင်ခင် Chelsea ရာ Manchester City Guardiola ကို Thomas Tuchel အနေနဲ့နှစ်ချိန်အနိုင်ယူခဲ့တယ်အဲ့တော့ Chelsea ရဲ့အဓိကပါလဲသူတို့က3 at the back ကန်စစ်မှာ3ယောက်တုံးတယ် double pivot တုံးတယ် ပြီးတော့ win bus တွေရှိတယ်ပြီးတော့ inside for one လည်းရောက်ရှိတယ်တိုက်စင်မှုရှိတယ်ပေါ့နော်အဲ့တော့ဒီအခြေအနေမှာဘာဖြစ်လို့အကျန်းကောင်းရလဲ Guardiola ရှင်းပြပါလားရှင်းရှင်းလေးပဲသူတို့ရဲ့ concept ၃ယောက်ပါကျွန်တော်တို့ယောက်နဲ့ရာရှူတာ narrow ကျင်းမြောင်းတယ်လှုပ်ရှားမှုလည်းကောင်းတယ်သူအရှိမာတပတ် pivot ရှိတယ်အဲ့ table pivot ၂ယောက်ဟာ concept line ၃ concept line မှာရှိနေတဲ့၃ယောက်နဲ့နီးနီးကပ်ကပ်နေရာယူပြီးတော့ align လှုပ်ရှားတယ်တစ်ချိန်တည်းမှာ win bus တွေရှိအဲ့ win bus တွေကလည်းခုန၅ယောက်ရှိနေတဲ့ unit တွေကိုဟန်ချက်ညီဆိုတာပေါင်းဆက်ပြီးတော့ ကစားတယ်အဲ့ဒီခါမှာခုနှစ်ယောက်ဖြစ်သွားပြီးတော့အဲ့ခုနှစ်ယောက် defensive unit ကအင်မတန်ချစ်လက်တဲ့စနစ်ဖြစ်တယ်အင်မတန်ချစ်လက်တဲ့ခံစစ်ကစားပုံဖြစ်ပြီးတော့သူတို့ရဲ့ဒီ line တွေချားတွေတိုးဝင်ပေါ်အရန်ခက်တယ် half space ထဲမှာ look quest ဆိုတာမရှိတဲ့လောက်ရှားသွားတယ် Chelsea ရဲ့ ultra bi white ပုံစံတွေကို winbus နဲ့ပေါင်းထည့်ထားတဲ့ပုံစံဟာအခုခေတ် modern အသင်းတွေထိုးပေါက်ခြင်းနဲ့ channel တွေအကုန်လုံးကိုပိတ်ထားတဲ့ wide channel ကို half space ကို central space ကိုအကုန်လုံးကိုပိတ်ထားတဲ့ဒီကစားပုံတစ်ခုဖြစ်ခဲ့တယ် ဒါပြင်အဲ့ဒီ trapezoid ထဲမှာ angular quantity ပါဝင်တယ် angular quantity destroyer တကယ်ကိုဘလို့ဘော်လုံးမျိုးမဆိုရိုက်နေတဲ့ကစားသမားပါဝင်တယ်အဲ့ဒီခါမှာပွဲကပြီးသွားပြီးတော့ chelsea ကိုကိုသွင်းဖို့အင်မတန်ခက်ခဲတာဖြစ်တယ်ဒါ guardiola တင်ပြခဲ့တာဖြစ်ပြီးတော့ကျွန်တော်ရလက်အပြင်ကြည့်မယ်ဆိုရင်လေ champion league ဒီရှုံးတဲ့အဆင့်ရနေစပြီး16သိန်း quarter semi final အားလုံးပေါင်းလိုက်တဲ့ခါမှာ chelsea အသင်း2ဂိုးပဲပေးခဲ့ရတယ် ဒါဟာ Chelsea အသင်းရဲ့ power ဖြစ်တယ်။ Chelsea အသင်းရဲ့ foundation ဖြစ်တယ်။ဒါပေမဲ့အဲ့ဒါပဲလားမဟုတ်ဘူး။ Chelsea ကခံစစ်ပဲကစားလို့တော့ပွဲတွေအနိုင်မရဘူး။ဂိုးသွင်းမှအနိုင်ရမှာဖြစ်တယ်။အဲ့တော့ဂိုးသွင်းဖို့အတွက် Chelsea အနေနဲ့ wing backs တွေကိုဒါ wing backs တွေရဲ့နေရာယူမှုကသူတို့ရဲ့တိုက်စစ်ကိုအများကြီးကူညီပေးတယ်။အဲ့တော့ Guardiola session ပြတယ်။သူတို့ wing backs တွေက white ချစ်ချင်းအချိန်လိုလိုတွေမှာအကျယ်ကြီးဖြန့်သွားနိုင်တယ်။အဲ့တော့အဲ့ဒီအသာချက်က important ကြီးရဲ့ပြီးတော့ running behind တွေလုံနိုင်တယ်။လွတ်နေတဲ့အထူးသဖြင့် Chelsea ရဲ့ဒီ wing backs တွေဟာပြိုင်ဘက်အသင်းရဲ့တောင်မန်ကစားသမားတွေနဲ့ထိတိုက်တွေ့တာဖြစ်တဲ့အတွက်တောင်မန်ကစားသမားတွေရဲ့ ဘတ်စတေရီယိုသူပြေးမယ်ပြီးတော့ပြိုင်မဲ့ဖူးဘတ်စတေရီယိုဘတ်စတေရီယိုပြေးမယ်အဲ့တော့အဲ့လိုပြေးခြင်းဟာ Chelsea ရဲ့ width ကိုအကျယ်ဆုံးဖြတ်နိုင်ခြင်းဖြစ်ပြီးတော့ကစားလာအင်မတန်ခက်ခဲတယ် Guardiola ရှင်းပြသွားတော့ narrow နဲ့ wide အဲ့တော့အကျဉ်းဆုံးဖြစ်အောင်လည်းအချိန်တိုလေးတွင်မှလုံနိုင်တယ်အကျယ်ဆုံးဖြစ်အောင်လည်းအချိန်တိုလေးတွင်မှလုံနိုင်တယ်အဲ့တော့အဲ့ဒီဂျားတဲ့ကဟန်ချက်ကိုပြိုင်ဘက်အသင်းအနေနဲ့ကစားလာအင်မတန်ခက်ခဲခဲ့တယ်အဲ့တော့ဒီအသင်းရဲ့အဓိကအနှစ်အပါးကဒီအရာပဲဖြစ်တယ်ပြောမှဆို3-4နှစ်တည်းရဲ့အနှစ်အပါးလို့လည်းပြောလို့ရပြီးတော့ကျွန်တော်ဒီအချောင်းကိုလည်း ်ပြီးခဲ့တဲ့ချက်ပိုင်းတော့ Crystal Palace အသင်းရဲ့ Champions League အောင်အဖေဗလာအောင်ပွဲမှာကျွန်တော်တင်ဆက်ပေးခဲ့ဘူးလေ compact ဖြစ်ဖို့ပြီးတော့ transition နဲ့ကောင်းဖို့အဲ့တော့အဲ့နေရာမှာနီးပြရတယောက်နဲ့တယောက်သုံးဆွဲတဲ့ idea တွေမတူဘူးအဲ့တော့ဒီ Thomas Tuchel ကတော့သူ့ရဲ့ဒီ narrow နဲ့ width ပေါ့နော်အဲ့ဒီအရာကိုအပိုင်းတိုင်းဆုံးအသုံးချပြီးတော့ဒီ dynamism ကပဲအကောင်းဆုံးအောင်ပွဲကိုရယူပေးခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ Champions League final အကြောင်းမပြောခင်ကျွန်တော်တို့ ဒီယာတီတွင်းဖြစ်ရက်လေးကိုကြည့်မယ်ဆိုရင်သောမတ်စတူကာဟာ front line ဘက်ရဲ့အသင်းပေါ့နော် front line ဘက်အသင်းအရင်ချင်းနေရာတော့မဟုတ်ဘူးဒါပေမဲ့ဒီယာတီစတာဖက်ကောင်းလေဒီဇင်ဘာနဲ့ဇန်နဝါရီမှာတောက်လျှောက်တွေရှုံးပြီးတော့နောက်ဆုံး league ပွဲ၈ပွဲမှာ lambda က၂ပွဲပဲနိုင်တဲ့ကဲနောက်သူအထောက်ခံခဲ့ရတယ်သောမတ်စတူကာဇန်နဝါရီလကုန်ကန်ဒီလေးမှာဝင်လာတယ်ချက်ချင်းပဲသောမတ်စတူကာအသင်းကိုတန်းကြိုင်နေအခုအသင်းရဲ့ပွဲကတော့ဒါပထမပွဲပေါ့နော်အပြီးတော့တောက်လျှောက်ဒီပထမအဦးဆုံး၁၄ပွဲစတိုက်ရှုံးမှမရှိဘူးဒါ Chelsea နီးပြားတွေတဲမှာ အကောင်းဆုံးမတန်ဖြစ်တယ်မိုးရင်ညိုတော့မလုံနိုင်မိုးရင်ညိုတော့မလုံနိုင်ခဲ့တယ်မတန်အဲ့တော့ယာတီတော့မှဝင်လာပြီမြဲအန်တီမိုကောင်းတာက front line back ရဲ့ fallback attribute system ကို Thomas Ruke ဟာဒီ3 back ကိုချောမွေ့စွာပြောင်းလဲနိုင်ခဲ့တယ်ကစားသမားတစ်ယောက်ချင်းစီရဲ့ profile ကိုမှန်ကန်စွာနားလည်ပြီးတော့မှန်ကန်စွာအသုံးချနိုင်ခဲ့တယ်အဲ့ဒီကနေဒီအခုမြင်တွေ့ခဲ့ရတဲ့3 link တစ်ပုံစံပေါ်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်ခုနက ဒီ gradualize စကားကိုအခြေခံပြီးပြောခဲ့ဒါပေမဲ့ gradual မပြောသွားခဲ့တဲ့အရာရှိရဲအဲ့တော့အဲ့ဒါတွေထပ်ပြီးပြည့်စွက်ပေးချင်ပါတယ်အဲ့ဒီအရာကတော့ angolo conte ရဲ့ ball play ability ပေါ့နော်ကျွန်တော်တို့က country နဲ့ပတ်သက်လာရင်သူ့ကို that's why အဖြစ်သတ်မှတ်ကြတယ်ပေါ့နော်ဒါအမှန်လေဖြာအရန်ကောင်းတဲ့ကစားသမားဖြစ်တယ်ခပါအကောင်းဆုံးကစားသမားပေါ့နော်ဒီအပိုင်းနဲ့ပတ်သက်လာတစ်ချိန်တည်းမှာသူ့ရဲ့ဒီဘောလုံးပေးပို့မှုနဲ့ဘောလုံး carrying ပေါ့နော်အခုခင်မှာဆိုတော့ progressive carry ဆိုပြီးတော့ twin chain နေပြီးအဲ့ progressive carry တွေကို angolo conte ကအရန်ကောင်းကောင်းလုံနိုင်ခဲ့တယ်အဲ့တော့အဲ့ carry တွေနဲ့အတူ tight six ကစားသမားရှေ့ရဒီ inside forward တွေဖြစ်တဲ့ kai harvest နဲ့ဒီဘက်မှာရှိတဲ့ missing mount လို့ကိုချိတ်ဆက်ပေးတဲ့ timo vana si ဘောလုံးတွေပေးတယ်အဲ့တော့အဲ့ conte ရဲ့လှုပ်ရှားမှုကအင်မတန်အရေးပါတယ် conte ရဲ့ test ပေါင်နိုင်မှုကအင်မတန်အရေးပါတယ်ဖြတ်ထုတ်မှုတစ်ခုလည်းမဟုတ်ဘူးအဲ့တော့ဒီ ability ကို တူကယ်ရဲ့အသင်ကရရှိခဲ့တာပြင် inside 4ထဲမှာရှိနေတယ် Kai Harvest နဲ့ Missing Mount သူတို့ရဲ့လှုပ်ရှားနိုင်စွမ်းကအရန်ကောင်းပြီးတော့သူတို့ကကွင်းလဲတယ်နဲ့ဖြစ်စီတောင်မန်တွေမှာဖြစ်စီတိုက်စစ်အထောက်မှာဖြစ်စီအလုံးကိုချိတ်ဆက်ပေးနိုင်တဲ့အရေးကြီးတဲ့ကစားသမားတွေဖြစ်တယ်သူတို့က connector ဖြစ်တယ်ဘောလုံးပါတီဖြစ်စီမပါပဲဖြစ်စီသူတို့ရဲ့ fluid ဖြစ်တဲ့လှုပ်ရှားပုံက Chelsea ကိုအကောင်းဆုံးအသက်သွင်းပေးထားတယ်တိုက်စစ်အထောက်က Timo Werner ကကျတော့သူ့ရဲ့လျင်မြန်လုံးလာတဲ့ runs တွေနဲ့ဒါအကောင်းဆုံးတိုက်စစ်ကို အစားပြေတယ်ပေါ့နော်အရန်မှာတော့ဂျီရူးရှိတယ်အဲ့တော့ပုံစံစုံနဲ့ချဲစီဟာလက်နက်စုံနေတာကိုတွေ့ရတယ်ပြီးတော့ကိုင်ဟာဗစ်မှာပါဝင်တဲ့ပွဲတွေမှာဒါ politics တို့လိုကစားသမားတွေဝင်လာတယ်ပြီးတော့အထောင်တက်စစ်မှာဆိုရင်တင်မီအေဘရာဟမ်တို့လိုကစားသမားတွေဝင်လာတာမျိုးရှိတယ်ပေါ့နော်ပြီးတော့ဟိုက်ကင်းဇီယက်ဝင်လာတာမျိုးရှိတယ်သူတို့တွေကလည်းဒီချဲစီရဲ့ဖြတ်ကျော်ခဲ့တဲ့အဆင့်တိုင်းအဆင့်တိုင်းမှာအရေးပါတဲ့ခံတာတွေကနေပါဝင်ခဲ့တဲ့ကစားသမားတွေဖြစ်တယ်ဒါပေမဲ့ထောက်တိုင်တွေကတော့ခုနပြောသွားတဲ့ကစားသမားတွေဖြစ်ပြီးတော့ဝင်းဘတ်တစုံဖြစ်တဲ့ဒါရီစတိန်းစ်နဲ့ ီဘက်ကဘန်ချီဝဲတို့ကလည်းအင်မတန်အရှိပါခဲ့တယ်သူတဖြင့် retains ရဲ့ passes ဆွမ်းဆောင်ရေးပြီးတော့ final မှာဒီ starling ကိုလုံးဝအိတ်ကဲတထည့်ခဲ့တဲ့ဆွမ်းဆောင်ရေးတွေကတော့အခုအချိန်အထိတတတပြောနေရဆဲဖြစ်တယ်ပြီးတော့ဒီ lambda အသင်းထဲမှာအပယ်ကန်လို့ဖြစ်နေခဲ့တယ်သူတို့ဖြင့်ဒီ SP လေးခွတ်တာပေါ့နော် SP ကပြန်ပြီးတော့တုံးတယ် RCB မှာတုံးခဲ့တယ်လို့ Real Madrid နဲ့အရေးကြီးတဲ့ semi final မှာ RWB မှာတုံးပြီးတော့ Real ရဲ့အားသာတဲ့ line တွေအကုန်လုံးပိတ်ဆို့ခဲ့ခြင်းကလည်းဒါ SP လေးခွတ်တာကိုချီးကျူးရမယ် ကန်တာဖြစ်တယ်ကန်စစ်ရဲ့အလေကန်စစ်ရဲ့ hat မှာတော့ Thiago Silva ရှိတယ်ရူဒီဂါကသူ့ရဲ့အကောင်းဆုံးသောရာသီတစ်ခုကိုကစားပြခဲ့တယ်အဲ့တော့အားလုံးကိုခြုံကြည့်တဲ့အခါမှာ Chelsea ကနေရာတိုင်းမှာစိတ်ဝင်စားဖို့ကောင်းတယ်သူတို့ပြင်နာမည်ကြီးချင်မှကြီးမယ်ဒါပေမဲ့ Inter အားကိုရတယ်ပွဲတိုင်းမှာ reliable ဖြစ်တဲ့ကစားသမားတွေနဲ့အစုဖွဲ့ပြီးတော့ Thomas Tuchel ရဲ့အောင်ပွဲကိုရယူခဲ့တယ်အဲ့တော့ဒီအသင်းကို Jurgen Klopp ကပြောတယ် Tuchel အသင်းကစားရအရင်ခက်တယ် Babylon လဲဆိုတော့သူတို့ငါတို့မှန်းလို့မရလို့ unpredictable လုံးဝမှန်းလို့မရဘာဖြစ်လို့လဲ ဒီအသင်းမှာတေးကြတခုပဲရှိအဲ့ဒါသူတို့3ဘက်ကစားမယ်ဆိုတဲ့အရာပဲကျန်တဲ့အရာငါတို့မှန်းလို့မရဘူးသူတို့တိုက်စစ်ကတယောက်တည်းနဲ့ကစားရလဲဖြစ်ဖြစ်မယ်တိုက်စစ်မှု2ယောက်လည်းဖြစ်ဖြစ်မယ်သို့မဟုတ်ကွင်းလယ်မှာဒီ2ယောက် double pivot 2ယောက်ဖြစ်ဖြစ်မယ်သို့မဟုတ်ကွင်းလယ်3ယောက်ဖြစ်ဖြစ်မယ်ဆိုပြီးသူပြောခဲ့တယ်အဲ့တော့ဒီအသင်းမှာငြိမ်တာက3 back နဲ့ wing back တွေဖြစ်ပြီးတော့ကျန်တဲ့အရာမငြိမ်ဘူးဘာဖြစ်လို့လဲဆိုတော့ခုနကျွန်တော်ရှေ့မှာတင်ပြခဲ့တဲ့ flexibility ကြောင့်အဲ့တော့ဒီ inside forward မှာကစားတဲ့ Mason Mount နဲ့ Kai Havertz, Tomo Hawkins, Ziyech ဒီအစရှိတဲ့စာသမားတွေမှာ Mason Mount ကကွင်းလယ် နှစ်ယောက်တန်းတဲ့ဝင်ပြီးတော့ဆန်နာမီဖီးအနေနဲ့ကောင်းကောင်းအသုံးတော်ခံနိုင်တယ်အဲ့တော့ဒီအချက်ကချက်စီကိုခုနယောဂန်ကလပ်ပြောခဲ့တယ်မမန်းဆန်နိုင်ခြင်းကိုပေးရတဲ့အချိန်ထဲမှာကိုင်ဟာဗတ်ရှိနေဆိုကိုင်ဟာဗတ်ကရှေ့ကိုတက်ပြီးတော့တီမိုဗာနာနဲ့ဟလာ RCF LCF ပုံစံမျိုးပေါ့နော်တိုက်စစ်မှာနှစ်ယောက်ပုံစံနဲ့ဒီကောင်းကောင်းတိုက်စစ်အဆင်ပြေနိုင်တယ်ပြီးတော့ကိုင်ဟာဗတ်ကညတော်မလဲကောင်းကောင်းစားတတ်တယ်ပေါ့နော်အဲ့ဒီလိုမျိုးလုတ်ပေးနိုင်တယ်လို့တီမိုဗာနာကလည်းတိုက်စစ်အထောင်ကစားတတ်တယ်လို့ဘယ်တောင်မှလည်းကစားတတ်တယ်အဲ့ဒီတော့ လုံးဝပြည့်စုံတဲ့ setup တစ်ခုကိုရရှိတယ်အဲ့ setup ကိုပေါ်အောင်လဲ Thomas Tuchel အနေနဲ့ဒီကစားသမားတွေရဲ့အသာချက်ကိုဆွဲထုတ်ပေးနိုင်တယ်ဒါအမှန်တန်အရေးကြီးတဲ့အချက်ပေါ့နော်အဲ့တော့ Chelsea ကအဲ့လိုမျိုးပေါ်လာခဲ့တယ်အဲ့တော့ဒါဟာ Thomas Tuchel Chelsea ကိုပြောင်းလဲပေးခဲ့တဲ့အခြေအနေဖြစ်ပြီးတော့ကျွန်တော်တို့ဒီရာဒီရဲ့အရေးကြီးဆုံးပွဲပေါ့နော်ပြောမယ်ဆို final ပေါ့ကျွန်တော်အဓိကပြောချင်တဲ့အရာအဲ့တော့ final မှာလဲဒီခုနပြောခဲ့တဲ့အခြေခံတွေကိုအသုံးပြုပြီးတော့ မန်ချက်စတာစီးတီးအသင်းကိုအနိုင်ရရှိခဲ့အဲ့တော့အဲ့ဒီမန်ချက်စတာစီးတီးကတော်လေးကိုတောင်းတင်ပြီးတော့ဒါအကောင်းဆုံးကွာလူလိုက်အကောင်းဆုံးအချိန်တွေရဲ့ဒါအုံမြင့်အစပေါ့နော်အဲ့တော့အဲ့ဒီအသင်းကိုကန်သွင်းချက်အတာနဲ့ဒါအနိုင်ရရှိခဲ့တယ်မန်ချက်စတာစီးတီးရဲ့ final မှာဘာမှလုပ်လို့မရခဲ့ဘူးလောကငုတ်တုတ်ကိုမိနေခဲ့တယ်ဟုတ်တယ်ချယ်ဆီကတော့တိုင်းတိုင်းကန်ပြီးတော့ပွဲကိုလောကဆူမှုထားတော့မဟုတ်ဘူးမန်ချက်စတာစီးတီးကိုဘောလုံးပေးထားတယ်ဘောလုံးပေးထားပြီမဲ့ပွဲကတော့ချယ်ဆီလက်ထဲမှာပဲ ဘာလို့လားဘောလုံးမရခဲ့တယ်ပွဲကိုမရရှိခဲ့ဘူးအနိုင်ရလက်ကိုမရရှိခဲ့ဘူးပေါ်မတ်ဆူကာအနေနဲ့ပြောမယ်ဆိုရင်ဒီပွဲကိုဒါတူခဲလာအလုံးနဲ့တည်တဲ့အချိန်မှာ तू က reactive နေပြလဲမဟုတ် defensive နေပြလဲမဟုတ်ဘူး तू ဟာ Guardiola တို့ need to တိုက်စစ်အားတန်တဲ့နေပြဖြစ်တယ်ပြီးတော့ Jurgen Klopp တို့ need to counter pressing ကိုအကြမ်းကြီးသုံးတယ်တကယ်ဒီ Gegen press နေပြဖြစ်တယ်သူ့ကို Klopp နဲ့ Guardiola ကြားထဲမှာထားပြီးတော့နှစ်ယောက်စလုံးရဲ့ဝိသေသလက္ခဏာတွေပေါင်းစပ်ထားတဲ့နေပြဖြစ်သတ်မှတ်ကြတယ် ။ဟောတူခယ်ရောက်လာတဲ့အချိန်မှာဒီ Chelsea ဟာ Premier League ရဲ့ဒီ present intensity အမြင့်ဆုံးအသင်းဖြစ်လာတယ်ပေါ့နော်။အစတော့9လောက်မှရှိသေးတယ်။ဒါပေမဲ့တူခယ်ရောက်လာတဲ့အခါမှာနှစ်ကိုရောက်လာတယ်။အတစ်နေရာကတော့ဒါလောကဘယ်သူမှလူလို့မရတဲ့ PSA ရဲ့ lease ပေါ့လေ။ဒါတော့သူ့ကိုဖယ်လိုက်ပေါ့နော်။သူကတော့အများကြီးတစ်ပဲဖြစ်မှာပဲ။သူ့ကိုဖယ်လိုက်ပြီးတော့အမ Thomas Tuchel နှစ်ဖြစ်လာတယ်။ကျွန်တော်ဆိုလိုချင်တာက high pressing အရန်ကစားတယ်။ high pressing အရန်ကစားတဲ့ Thomas Tuchel ဒီ3 back 3-1တင်မို့လို့5 back နဲ့ပိတ်ပြီးတော့ကစားတဲ့ပုံစံမျိုးမဟုတ်ဘူးအင်မတန်ခက်မိတယ်ပြီးတော့ Thomas Tuchel average ball possession ကိုကြည့်လိုက်မယ်ဆိုရင်ဒါ30ရင်40ရင်နဲ့ပိတ်ကြတယ်မဟုတ်ဘူး40ကျော်တဲ့ပွဲတွေများတယ်50ကျော်တဲ့ပွဲတွေများတယ်တပွဲတစ်ပွဲမှာပေးပို့မှုနှုန်းတွေအင်မတန်မြင့်ပြီးတော့ဒီပြောမဆိုရင်ပေးပို့တိကျမှုနှုန်းကလည်း80%အထက်မှာပဲရှိတယ်တကယ်ကိုဒီအဖဘက်ကပြည်စုံတဲ့ပုံစံမျိုးနဲ့ကစားခဲ့တာဗောနော်ဒီ defensive reactive ဆိုတဲ့ပုံစံတတ်တတ်နဲ့ကစားခဲ့တာမဟုတ်ဘူး Thomas Tuchel အတင်မှာအဲ့ဒီအရာအပြည့်အဝမြင်ရတယ်ပြီးတော့ semi final နဲ့နှစ်ကြော့ ပြီးတော့ဒီ final ဒီပွဲတွေမှာလည်းဒီအချက်ကိုပြသခဲ့တယ် Real Madrid ကိုလည်းဒါ Tony Cruz Casemiro နဲ့ Modric လို့ပါဝင်နေတဲ့ Queen Lee ကိုနှစ်ကျော်စလုံးမှာကောင်းကောင်းရှင်ကစားခဲ့တယ်အခံဘက်ကနေရောအစီဘက်ကနေရောဒါပြောမလို့ဆိုအင်ကွင်းမှာဝမ်းဝမ်းတည်ချတဲ့အင်ကွင်းမှာဝေးကွင်းမှာဝမ်းဝမ်းတည်ချတဲ့ပွဲဆိုရင်လေသူတို့အဲ့လိုမျိုးပွဲကို control လုပ် ပြီးတော့ကစားပြခဲ့တယ်လို့ဒီဒုတိယအကြော့မှာ2-0နဲ့အနိုင်ရတဲ့ပွဲမှာလေ counter တွေနဲ့အကောင်းဆုံး Real ကိုအသေးသက်ခဲ့တယ်။ Real 2-0နဲ့ရှုံးတာတန်ကောင်းတဲ့4-0လောက်ဖြစ်ရမှာဆိုတော့အားလုံးမှတ်မိနေကြအောင်ပဲတင်တယ်။ အဲဒါပြင်နောက်ထပ် credit ပေးလို့ရတဲ့နိုင်ပွဲတစ်ခုက16တင်အစ်မတွေးခဲ့တဲ့ Atletico Madrid နဲ့ပွဲစဉ် Atletico Madrid ကိုလည်းနှစ်ကြော့စလုံးအနိုင်ယူခဲ့တယ်။ Simeone ရဲ့အတင်ဘာမှမလုပ်နိုင်ခဲ့ဘူးလက်မြောက်ခဲ့ရတယ်။အဲ Simeone ကိုလည်းဝေခံခဲ့တယ် Chelsea ကသူတို့အတွက်ကန်နာတိုင်းမှာအပါရရဆိုပြီးဝန်ခံခဲ့တယ်ပေါ့နော်။အဲ့တော့ Tuchel အဲ့လိုမျိုးအောင်မြင်တဲ့ပွဲတွေအနိုင်ရရှိခဲ့တယ်။ဒါပြင်ကျွန်တော်တို့ League League ပွဲမှာတွေ့တော့ Mourinho ကလည်း Thomas Tuchel ရဲ့အတင်ကိုအထူးကြည့်ယူခဲ့တယ်။ Thomas Tuchel ရဲ့အတင်ကိုဘလို့မှနိုင်ဖို့ မလွယ်ဘူးသူဟာအမှန်ကန်တဲ့ပြောင်းလဲမှုကို3 back နဲ့ပြုတ်လုံနိုင်ခဲ့ဆိုပြီးမော်ရီညိုကချီးကျူးခဲ့တယ်အဲ့တော့မော်ရီညို Guardiola Klopp Simeone အစားရှိတဲ့ထိပ်သီးမိပြတဲ့အားလုံးကချီးကျူးရတဲ့ပုံစံကို Thomas Tuchel အသင်ပြသခဲ့တယ် final မှာတော့ Guardiola ရဲ့အတွေးလွန်မှုက Guardiola အသေးသက်ခဲ့အဲ့ဒါကတော့ Rodrigo က final ညို goal မသုံးဘဲနဲ့ Gundogan ကို single pivot အနေနဲ့သုံးပြီးတော့သူ့ဘေးမှာ Bernardo Silva နဲ့ Foden တို့ရှန်ခဲ့တဲ့ဒါသုံးပြချက်ပေါ့နော်အဲ့တော့ဒီသုံးပြချက်ကအံ့အသင်းဖို့အင်မတန်ကောင်းခဲ့တယ် ပွဲလဲဒါဆုံးရှုံးခဲ့ရတယ်ပေါ့နော်အဲ့တော့ဒါမဲ့ကွာဒီယိုလာအမားကြောင့်ပဲတော့မဟုတ်ဘူးဘလို့ပဲကစားကစားကွာဒီယိုလာကဖာနန်ဒီယိုပါတီဖြစ်စေမပါတီဖြစ်စေရိုဒရီပါတီဖြစ်စေမပါတီဖြစ်စေရှေ့နှစ်ပွဲလုံးလဲရှုံးထားတာပဲအဲ့တော့တောမတ်တူခဲရဲ့ဒီခိုင်မာလွန်းတဲ့၃လေးနှစ်တဲ့စနစ်ဟာအင်မတန်ကိုတူးကြုံပြောင်းမြောက်ခဲ့ပြီးတော့ဒီချန်ပီယံလိရယူခဲ့တဲ့ဒီမှတ်တမ်းတွေထဲမှာဒါအကောင်းဆုံးမှတ်တမ်းတစ်ခုအဖြစ်ဒါစိတ်လှုပ်ရှားကြအကောင်းဆုံးမှတ်တမ်းတစ်ခုအဖြစ်ရှိနေတယ်ပေါ့နော်ဥပမာအဖြစ်ကျွန်တော် real ရဲ့အောင်ပွဲတွေ ဆိုရင်ကျွန်တော်တို့နောက်ထပ် impact အများကြီးမရှိဘူး real တော့ဒါအောင်နေဆုံးအသင်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ Thomas Tuchel ရဲ့အောင်ပွဲကကြာတော့ခြားနာတယ်သူ့အတွက်အင်မတန်ထူးခြားတဲ့နည်းပြအောင်ပွဲဖြစ်တယ်လို့ဒီ three back system ကိုလည်းဒီဥရောပမှာအဲ့ဒီ chain မှာပေါ့နော်အဲ့ဒီ chain မှာအဲ့ဒီ chain မှာကျွန်တော်တို့တခြားအကုန်လုံးပေါင်းကြည့်လိုက်မယ်ဆို three back နဲ့ပိုဆွဲတဲ့ Champions League အဲဒီပို Champions League Champion အောင်ရှိရလားလို့ကျွန်တော်မေးခွန်းထုတ်ရမယ်ပေါ့နော်မရှိဘူးလို့ပြောလို့ရတယ်အဲဒါကကျွန်တော်အနေနဲ့နောက်မှကျွန်တော်ဒီအောင်ပြန်ပြီး လေ့လာကြည့်လိုက်ပါအောင်မယ်ဒါအခုလက်တန်းပြောရတဲ့အနေထားကကျွန်တော်မရှိဘူးလို့ထင်တယ်ပေါ့နော်နောက်ဆုံးမြင်ခဲ့ရ3 back ဆိုရင်ဒီ Istanbul ညကဒါ361ပြောင်းလိုက်တဲ့ Petit Test ရဲ့ဒုတိယပိုင်းကစားပုံဖြစ်လိုက်မယ်ထင်တယ်အဲဆိုလိုချင်တာကဒီအနီးပြအောင်ပွဲရှိတဲ့3 back ကိုဒီအုံမြချတဲ့အောင်ပွဲရှိတယ်ဘိုလူပွဲမှာဒါပြောမယ်ဆိုရင် Manchester City တို့ဒီဘက် Modern Kit အသင်းတွေအားနေချက်ပေါ့နော်ဒီ High Line Defense ရဲ့အားနေချက်တွေကိုအကောင်းဆုံးအသုံးချခဲ့တယ်ပြီးတော့ဒီ Modern ခေတ်ရဲ့ဒီကွာဒီယိုလာလို့ပြင်ဆင်လာတဲ့ကလပ်လို့ပြင်ဆင်လာတဲ့အခုအာနစ်လော့တို့အသုံးချနေတယ်အာတီတာလို့အသုံးချနေတဲ့အချက်ဖြစ်တယ် high line defense high out in pressure ကစားနေရင်လည်းကိုယ်အနောက်မှာဒီလွတ်နေတဲ့နေရာတွေကိုဘယ်လိုမျိုးထိုးနှက်မခံအောင် ပြင်ဆင်မလဲအဲ့ဒီအရာကိုပထမအဦးဆုံးအောင်မြင်အောင်လုပ်ပြနိုင်ခဲ့တဲ့နီးပြားဟာ Thomas Tuchel ဖြစ်တယ်သူအတင်း high pressing ကစားတယ် hybridizing ကစားရင်လည်းခုနလိုမျိုးကောင်တိုင်းနဲ့ထိုးနှက်ခြင်းမခံရအောင်သူ formula ထုတ်နိုင်ခဲ့တယ်အဲ့ formula ရဲ့အရေးကြီးတဲ့အချက်ကတော့ခုန3 back system ဖြစ်တယ်သူရ3 back ရဲ့ RCB နဲ့ LCB ရရှေ့ကို Rudy ကသို့မဟုတ် Christensen သို့မဟုတ်ဒီ SV Quarter ဟာရှေ့ကိုတက်ပြီးတော့ပန်းတက်ပြီးတော့ဒီ tactics ကိုကိုယ့်ရဲ့ position အခြေအနေမှာဆိုရင်ကုညီရဲ့ချိန်ထဲမှာကိုယ့် position ဆုံးရှုံးပြီဆိုရင် align တင်နောက်ကိုဆုတ်သွားပြီးတော့ကြံ့ခိုင်တဲ့ပုံစံနဲ့ဒါဒီရှိတဲ့အရှိရတပတ်ပြဖို့ကအဲ့3 back ကိုပေါင်းကစားတယ် trapezoid အနေနဲ့ကန်စရာလုံးဝအုပ်တော်ပြည့်စုံသွားတယ်ပေါ့နော်အဲ့တော့ Thomas UK ရဲ့အတင်းက lead မှာရော ဒီအဖေဘလားမှာရောချန်ပီယံလိမှာရောအမခန်းရလေတောက်လျှောက်ရယူပြီးတော့ရှုံးပွဲရလက်ချိုးရလို့ရတယ်ငါးပွဲမပြည့်ဘူးလို့ကျွန်တော်အနေနဲ့ဒါယူဆပါတယ်အဲ့တော့ဒီအောင်ပွဲသောမတ်ဆူခဲအောင်ပွဲသောမတ်ဆူခဲနီးပြီးအောင်ပွဲချဲစီရဲ့ဒါချန်ပီယံလိဥရောပဖလားနှစ်ချိန်နှစ်ချိန်နှစ်ချိန်စီစုံတဲ့အောင်ပွဲဖြစ်တယ်ဒီ3 back system တွေရဲ့ဒါရှင်သန်မှုအတွက်အရေးပါတဲ့အောင်ပွဲဖြစ်ပြီးတော့ modern kit အတွက်အရေးပါတဲ့နီးပြီးပါမျိုးစေ့တယ်ပေါ့နော်နီးပြီးပါမျိုးစေ့ဆို3 back လည်းပါတယ်ခုနကကျွန်တော်တင်ပြခဲ့တဲ့ဒီ transition တွေကာကွယ်ဖို့စဉ်းစားပုံလည်း ပါဝင်ပြီးတော့ Guardiola အသိမှတ်ပြုရတယ် Guardiola ကသင်ယူရတဲ့နီးပြအဖြစ် Thomas Tuchel အားဒီ Champions League Final နဲ့တက်တည်ပြခဲ့တဲ့ Guardiola ကိုယာတီတဝက်အတွင်းမှာ၃ချိန်နိုင်ယူပြီးတက်တည်ပြခဲ့တာဖြစ်ပါတယ်ဒီ Final နဲ့ပတ်သက်ပြီးတော့ဒီနှစ်နဲ့ပတ်သက်ပြီးတော့ Chelsea အသင်းနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေအနေနဲ့ဒါကြံခဲ့တဲ့ကျွန်တော်ပြောဖို့ကြံခဲ့တဲ့အကြောင်းအရာရှင်ပြည်သက်တွေအနေနဲ့ဒါ comment မှာမှန်ပြသွားခဲ့ဖို့ဖိတ်ခေါ်ပါတယ် ပြီးတော့ကိုယ့်ရဲ့ခံစားချက်တွေကိုလည်းဒီပွဲနဲ့ပတ်သက်တဲ့ခံစားချက်တွေကိုလည်းဒါမှန်ပေးသွားခဲ့ဖို့ဖိတ်ခေါ်ပါတယ်2021 final ရတော့ကျွန်တော်တို့အားလုံးကျွန်တော်တို့နိုင်ငံကလူတွေအားလုံးအတွက်တော့ဒီနှစ်ဟာအင်မတန်စိတ်ညစ်ရပြီးတော့အမရနိုင်မယ်ဘယ်တော့မှမပြောရမယ့်နှစ်တစ်ခုလည်းတရှိနေပြီးတော့အဲ့ဒီနှစ်မှာတော့ဒါချက်စီတင်ရဲ့ final ကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ